မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့စစ်တပ်ရဲ့ရဟတ်ရင်3စီးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကဒီကနေ့ပြစ်ခတ်ခဲ့ရမှာနှစ်စီးထိမှန်ပြီးတော့ပြတ်ကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မေလ20ရက်နေ့မွန်းလွဲတနိုင်ကျော်အချိန်မှာမမော်မျိုးစကခ27အတွင်းထဲကိုလာဆင်းနေစစ်တပ်ရဟရင်3စီးကိုပြစ်ခတ်ခဲ့ရာ MI70 ရဟရင်တစီးဟာပြတ်ကျသွားခဲ့တယ်လို့သိရပါတယ်အခြားရဟရင်တစီးဟာလည်းထိမှန်ပြီးတော့အရေးပေါ်ဆင်းသက်သွားခဲ့ရတယ်လို့သိရပါတယ်ဒီကနေ့မွန်းလွဲတနိုင်မှာမမော်စကခ27ထဲကိုစစ်ကူအင်အားတွေလာဖြည့်တဲ့ရဟရင်3စီးဆင်းပါတယ် အဲ့ဒီမှာပြက်ခတ်ရာမှာနှစ်စီးထိမှန်သွားတယ်။ရဟရင်ဒစည်းကတော့ရွှေကူနဲ့15မိုင်အကွာမှာပြက်ကြပြီးတော့မီးလောင်ပြက်စီးသွားပါတယ်။နောက်ထိမှန်တဲ့ဒစည်းကတော့ရွှေကူမှာအရေးပေါ်ဆင်းသက်လိုက်ရတယ်လို့ KIA ရဲ့ပြောခွင့်ရဘုံမူကြီးနော်ဘူးကအတည်ပြုပြောဆိုထားပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ဒီကနေ့9လကျော်ကြာလာတဲ့အထိနှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။အရင်ကလည်း KIA ကစစ်ကောင်စီရဲ့ရဟရင်နဲ့တိုက်လေရင်များကို ပြတ်ကြတဲ့အထိပြစ်ချနိုင်ခဲ့တယ်လို့သိရပါဗျ။2021ခုနှစ်မေလ3ရက်နေ့မှာကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့တင်နယ်ကုန်းလာကြားမှာအကြမ်းဖက်စစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချနိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ချခဲ့မှုကြောင့်ရဟတ်ရင်ပြတ်ကျခဲ့ပြီးတော့ရဟတ်ရင်မှုဘုံမှုကြော်စီရာထွန်ဘိုးကြီးတန်းထွန်လည်း အုတ်ခွဲတက်ချက်ကြီးကြောစွာအောင်တို့တည်ဆုံသွားတယ်လို့သိရပါတယ်။2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်အချိန်မှာဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရိတ်ခါလာပို့တဲ့စစ်တပ်ထောက်ပို့ MI7E ရဟရင်တစည်းကို KIA ကပြစ်ချနိုင်ခဲ့ပြီးတော့စစ်ရဟရင်မှောင်မှလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးတည်ဆုံကရဟရင်လည်းပျက်စီးသွားတယ်လို့သိရပါတယ်။2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကလည်းရှမ်းမြောက်ဒေသကွက်ခိုင်မြို့နယ်နတ်ဖက်ကားရွာတိုက်ပွဲဒေသတွေကိုဘုံလာကျဲတဲ့ စစ်ကောင်စီရဲ့တရုတ်လုံ FTC 2000G တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့အတော့တိုက်လေရင်ပြတ်ကျပျက်စီးသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီးရေးသတင်းကတော့အချက်ပတ်စစ်ကောင်စီကဆုံးရှုံးသွားတဲ့နေမြေများကိုအ мян ဆုံးပြန်လည်သိမ်းပိုက်ရရှိရေးအတွက်ထိုးစစ်ကြီးများကိုအခုမေလနှောင်းပိုင်းမှာစတင်မှာဖြစ်ပြီးတော့မိုးရင်းကာလမှာပါလေကြောင်းတိုက်ခတ်မှုများနဲ့နေမြေရှင်းလင်းမှုများကိုအဆက်မပြတ်လှုပ်ဆောင်သွားရန်မင်းအွန်လိုင်းဦးစီးတဲ့စီးရေးဆိုင်ရာအစည်းအဝေးကဆုံးဖြတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့နဲ့16ရက်နေ့အပတ်အဝင်မေလလယ်ပိုင်းမှာနေပြည်တော်စီရုံးချုပ်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့စီရေးဆိုင်ရာ အစည်းအဝေးများမှာလာမဲ့ရွေးကောက်ပွဲအတွက် ဆုံးရှုံးသွားတဲ့နေမြေများကိုအမြန်ဆုံးပြန်လည်တိမ့်ပိုက်နိုင်ရေးအတွက်ထိုးစစ်ဆင်ခြင်းဇက်တိုက်လှုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့တယ်လို့သိရပါပါတယ်။လေချောင်းတိုက်ခိုက်မှုများနဲ့နေမြေရှင်းလင်းမှုများကိုပါလာမယ့်မိုးရင်းကာလမှာပါအဆက်မပြတ်လှုပ်ဆောင်ရန်ဆုံးဖြတ်သဘောတူလိုက်တယ်လို့သိရပါပါတယ်။ဆုံးရှုံးသွားတဲ့နေမြေများပြန်လည်ရရှိရေးအတွက်ထိုးစစ်များမှာစစ်မှုထမ်းတင်တန်းစဉ်တပ်သားတဲ့များရဲ့အင်အားများကိုအဓိကထားအသုံးပြုမှာဖြစ်ပြီးတော့လက်ရုံးတပ်များနဲ့တိုက်ခိုက်ရေးတပ်များနဲ့အတူတွဲဖက်မှာဖြစ်တယ်လို့သိရပါပါတယ်။လေချောင်းတိုက်ခိုက်မှုများကိုလည်းစစ်ကြောင်းထိုးနေတဲ့အချိန်မှာဇက်တိုက်ပံ့ပိုးကူညီသွားရန်ရှိနေ တယ်လို့သိရပါဗျ။ဒီမိုးရဲမှာလည်းထိုးစစ်တိုင်းလေကြောင်းတိုက်ခိုက်မှုတွေနေပြင်းရှင်းလင်းမှုတွေရှိပါမယ်။အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေစစ်ကြောင်းကြီးတွေခွဲပြီးတော့ဝင်ရောက်တာတွေရှိလိမ့်မယ်။နောက်6လအတွင်းမှာရသမျှနေပြည်တွေအကုန်လုံးကိုပြန်ရစေဖို့အတွက်ဥတီထားတယ်လို့သိရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။စစ်ကောင်စီကဆုံးရှုံးသွားတဲ့နေပြည်များကိုပြန်လည်တိုက်ယူမယ်။ဦးစားပေးတွေထဲမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နောင်ချိုအပါအဝင် TNL တိုက်ပိုက်ထားတဲ့မြို့နယ်များ၊သခိုင်းတိုင်း၊တနင်္သာရီတိုင်း၊ကရင်နီ ချင်းပြည်နယ်တို့ကဦးစားပေးအဖြစ်နဲ့ပါဝင်နေပြီးတော့ရခိုင်ကချင်ပြည်နယ်ပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာတော့စစ်ကြောင်းထုံးမှုများဇက်တိုက်ဆောင်ရွက်ရရှိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တပ်တွင်းတွေကသတင်းတွေပေါက်ကြားတယ်ဆိုပြီးတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲတွေကရခိုင်လူမျိုးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကင်ဆောင်တဲ့ဖုန်းတွေ တိတ်ဆိတ်ခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူမျိုးနဲ့အခြေဆိုင်တရင်တွေထဲမှာနေထိုင်နေရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုတက်တွင်းသတင်းတွေပေါက်ကြားမှုရှိလာတဲ့အတွက်ဆိုပြီးတော့သူတို့ရဲ့လက်ကန်ဖုန်းတွေကိုစစ်ကောင်စီကအခုရပိုင်းအတွင်းမှာသိမ်းဆီးသွားတာဖြစ်တယ်လို့ကြောက်ဖြူဒေသခံစစ်ကောင်စီမိသားစုဝင်တွေနဲ့နှိဆက်သူတယောက်ကပြန်လည်ပြောပြထားပါတယ်အရင်ကဆိုရင်တက်ထဲမှာကိုဖုန်းနဲ့ကိုဆက်လို့ရသေးတယ်အခုကဆက်သွယ်လို့မရတော့ဘူး အဲ့ဒီသမီးအရင်ကဆိုရင် ဖုန်းမကြမကြဆက်တယ်အခုပြောတဲ့ကြတာကတော့ဖုန်းတွေအသိန်းခံထားရတယ်တဲ့တတ်ထဲကတရင်တွေအပြင်ရောက်တယ်ဆိုပြီးတော့သူတို့ရဲ့ထင်းမြင်ယူဆပြီးတော့ပိတ်ပင်လိုက်တာလို့ပြန်လည်ပြောပြထားပါတယ်အဲ့ဒီလိုမျိုးဟန်ဖုန်းတွေတိတ်စီခံရမှုကြောင့်စီကောင်စီရဲ့တရင်နေထဲမှာရှိတဲ့ရခိုင်ဒေသခံတွေဟာအဝေးရောက်နေတဲ့မိသားစုတွေနဲ့ဆက်သွယ်မယ်ဆိုရင်တက်တွင်းတွေကရုံးဖုန်းတွေပဲဆက်သွယ်နေရတယ်လို့ဒီဆက်သူတွေကပြန်လည်ပြောပြထားပါတယ်ဖုန်းကိုတော့တိန်းထားပါတယ်ဒါပေမဲ့ဆက်ချင်တယ်ဆိုရင်ရုံးဖုန်းနဲ့လာဆက်ဖို့ အနည်းကစောင့်ကြည့်နေတယ်လို့ပြောပြထားပါဗျ။အခုလိုမျိုးဖုန်းသိမ်းစီးတာနဲ့ပတ်သက်ပြီးတော့ စီဒီအမ်ဗိုလ်ကြီးစင်ရောကဖုန်းသိမ်းနေဆိုတာကဒါစစ်ကောင်စီရဲ့လုံးဝမယိုင်းတဲ့အဆင့်ပေါ့နော်ကျွန်တော်တို့ဆိုလဲကြုံဘူးပါတယ်စင်ကတ်တွေအကုန်လုံးဖြုတ်သိမ်းတာကျွန်တော်အရာရှိကိုယ်တိုင်ခံခဲ့ဘူးပါတယ်ကျွန်တော်တို့မကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီစင်ကတ်ကမတုံးနဲ့ဆိုမတုံးဘူးဗျာဘာလို့သိမ်းရမှာလဲကျွန်တော်တို့ပတ်စံနေကျွန်တော်တို့ဝယ်ထားတာလေအဲ့ဒီလိုမျိုးအနေထားပါဒါပေမဲ့စစ်ဘုံချုပ်တွေရဲ့စောက်ကျင့်အတိုင်းနိုင်ထန်စင်းနေလောက်တာပေါ့တို့တို့လှုပ်ချင်တယ်လို့လှုပ်တဲ့အနေထားပါအဲ့ဒီလိုမျိုးပြောရမှာဖြစ်ပါတယ်လို့သတင်းပေးဖို့ပြောကြလာပါတယ်ကြောက်ဖြူမှာကြောက်တလုံးစစ်စေးရေးဂိတ် အမှတ်30နဲ့ရဲတက်ရင်ခောက်လိုက်ရ34ခောက်မရ94နဲ့ခောက်မရ943ညောင်ဝတီရေတက်ဌာနချုပ်တောင်မော်ဦးရေတက်အုံးချုံရေတက်စခန်းတို့အခြေစိုက်ထားတယ်လို့သိရပါတယ်စစ်ကောင်စီလက်အောက်ခံရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့မိသားစုဝင်တွေကိုစစ်ကောင်စီကအာရခတက်တော်အေအေထန်းကိုထွက်ပြေးအလင်းဝင်သွားမှာကိုစိုးရိမ်ပြီးတော့အနိကစောင့်ကြည့်ခြင်းများတက်တွင်းတက်ပြင်ဝင်ထွက်ခွင့်တွေကိုပိတ်ပင်ခြင်းတွေကိုပြုလုပ်နေတဲ့အတွက်နေထိုင်စားသောက်မှုတွေကြက်တဲနေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်ငန်းလျင်သတင်းကတော့နေပြည်တော်ကိုဗဟုပြုပြီးတော့ဒီကနေ့မနက်ပိုင်းမှာအင်အား3.8ခန့်အဆင့်ရှိတဲ့ငန်းလျင်လောက်ခတ်ခဲ့ရာနန်းစီဒီယမ်ဝန်ထမ်းများနဲ့ပြည်သူများထိတ်လန့်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်10:26မိနစ်အချိန်မှာနေပြည်တော်တက်ကုန်းမြို့ရဲ့အနောက်ဘက်19မိုင်ခန့်နေရာကိုဗဟုပြုပြီးတော့အင်အား3.8ခန့်အဆင့်ရှိတဲ့ငန်းလျင်လောက်ခတ်သွားပြီးတော့ငန်းလျင်ဟာတိတိတသားလောက်ခတ်တဲ့အတွက်ကြောင့်ပြည်သူများဟာလမ်းပေါ်မှာပြေးထွက်ရခြင်းနဲ့ အစိုးရဝင်ကြီးဌာနယာယီရုံးတချို့မှာဝန်ထမ်းများဟာအပြင်ကိုပြေးထွက်ခဲ့ရတယ်လို့သိရပါဗျ။ငလျင်လောက်တာကတော်တော်လေးကိုသိတာတော့အကုန်လုံးအပြင်ကိုထွက်ပြေးရတာပဲ။လှုပ်တဲ့အချိန်ကလည်းနည်းနည်းလေးကြာတယ်လို့ခန်းစားရတယ်။ ိတိတသားကိုလှုပ်ခတ်သွားတာပါလို့နေပြည်တော်တပ်ကုန်းကပြည်သူတို့ကပြောပြထားပါတယ်။မက်ရှလာ28ရက်နေ့ကပြင်အား9တပ်သမား9အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်ပေါင်းများစွာလှုပ်ခတ်လျက်ရှိရာဒီကနေ့မနက်ပိုင်းမှာလှုပ်ခတ်တဲ့ငလျင်အပါအဝင်နောက်ဆက်တွဲငလျင်စုစုပေါင်း198ကြိမ်လှုပ်ခတ်ခဲ့ပြီးဖြစ်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းနတ်တလင်းမြို့နယ်မှာရှိတဲ့ကျေးရွာနှိုင်းရွာကိုအချမ်းပတ်ဆက်တက်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ပြည်သူနှစ်ဦးကိုပြစ်တက်ကပြည်သူအယောက်20ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ18ရက်နေ့မနက်9:00နာရီခန့်ကစတင်ပြီးတော့ကြောက်ခွက်ချေးရွာအုပ်စုအတွင်းကိုအကြမ်းမဆက်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးကြောက်ဆွယ်ရွာမှာရှိတဲ့ပြည်သူပိုင်နေအိမ်တလုံးကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗါးအဲ့ဒီနေ့မှာအကြမ်းမဆက်ကောင်းစီတပ်သားများကထန်းတော်ရွာနဲ့ကြောက်ခွက်ရွာကိုလည်းထပ်မံဝင်ရောက်စီးနှင်းပြီးတော့ထန်းတော်ရွာကကိုကျော်ဝင်းနဲ့ကြောက်ခွက်ရွာကကိုစံလိုင်းထွန်းတို့ဟာထွက်ပြေးသွားတယ်ဆိုပြီးတော့ ပြစ်တက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီအချမ်းမဆက်တဲ့ဆက်ကြောင်းဟာကြောက်ခွက်ရွာဖုန်ကြီးကျောင်းမှာလက်နဲ့ကြီးများတက်ဆင်ထားပြီးတော့ပြည်သူအယောက်40ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတယ်လို့သိရပါဗါး၎င်းတို့ဖမ်းဆီးထားတဲ့ပြည်သူတွေတဲကပြည်သူအယောက်20ခန့်ကိုမေလ19ရက်နေ့မှာအချမ်းမဆက်ကောင်စီတပ်သားများကပြန်လွတ်ပေးခဲ့တော့လေကြံရှိနေတဲ့ပြည်သူတွေကိုတော့ဆက်လက်ပြီးတော့ဖမ်းဆီးထားခဲ့ဖြစ်တယ်လို့သိရပါဗါးကျွန်တော်တို့သတင်းကြားထားတာကပြည်သူ၄ဦးကိုတပ်ဖြတ်လိုက်တယ်လို့သိထားရပေမဲ့အတီးပြုတ်နိုင်တာကတော့၂ဦးပဲရှိသေးတယ်။စစ်ခွေးတွေကကြောက်ခွက်ရွာဖုန်ကြီးကျောင်းထဲမှာပဲရှိနေသေးတယ်။ ူတို့ဖမ်းဆီးထားတဲ့ပြည်သူတဝက်လောက်ကိုပြန်လွှတ်ပေးလိုက်တယ်ဆိုပေမဲ့ကြံနေတဲ့သူတွေကိုတော့ဆက်လက်ပြီးတော့ဖမ်းဆီးထားတော့မယ်အခုအင်အားတွေထပ်တိုးထားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိကြောက်ခွက်ရွာထဲမှာတပ်ဆွဲထားတဲ့အတွက်ကြောင့်အနည်းနာမှာရှိတဲ့ခြေရွာများကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းခမောက်ကြီးမြို့နယ်အခြေစားခမရ၄၃တဲ့တရင်ကစစ်မှုထမ်းအပတ်စဉ်ရှစ်တင်းတန်းစင်းတက်သားတဲ့တအုပ်ဟာလက်နဲ့တက်လက်နဲ့ခဲရများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ15ရက်နေ့မှာခမောက်ကြီးမြို့နယ်အခြေစားခမရ၄၃တဲ့တရင်ကစစ်မှုထမ်းအပတ်စဉ်ရှစ်တင်းတန်းစင်းတက်သားတဲ့ချစ်ကိုက တနက်တက်လက်ကိုယူဆောင်လာပြီးတော့တနင်္သာရီတိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့ဘျူဟာ35နယ်မြေဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုက်ရင်တုံးထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုန်းတပ်သားတဲ့ချစ်ကိုဟာ MA1 အမျိုးအစားမောင်းမြန်တလန်၎င်းကြီး148တောင်း၎င်းကြီးပေါက်3ခုနဲ့အတူဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံကိုယူဆောင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရှေ့တန်းကပဲချိတ်ဆက်ပြီးတော့ဝင်လာတာပါ။ဂုံပြုတ်ငွေပေးဖို့စီစဉ်နေပါတယ်။စစ်မှုန်းတပ်အပတ်စဉ်ရှစ်ကရဲပေါ်ပါအလင်းဝင်လာတဲ့သူကဘိတ်ကပါ ညဝရီကနေပြီးတော့ပေါ်တာဆွဲခံရပြီးစစ်ဗုဒ္ဓအပတ်စဉ်ရှစ်ကိုတက်ရောက်ခဲ့ရပါတယ်ပြီးတော့ခမရ၄၃တက်ထဲကိုရောက်တယ်အခုတိန်ခွန်တိုက်ပွဲမှာပါလာတာရှေ့တန်းကနေပဲကျွန်တော်တို့စီချိတ်ဆက်ပြီးတော့အလင်းဝင်လာတာပါအခြားအဆင့်အပြင်အရာရှိအဆင့်တွေပါကျွန်တော်တို့စီချိတ်ဆက်ထားတာတွေအများကြီးရှိပါတယ် သူတို့ရဲ့ပြောစကားအရဆိုရင်စစ်ကောင်စီဘက်ကစိတ်ဓာတ်တွေတော်တော်ပြပြပြီးတော့စိတ်ဓာတ်ကြဆင်းနေကြပါပြီ။တချို့ကမိသားစုနဲ့ချင်းချောက်တာခံနေရလို့ပါလို့ People's Defense Force ဗိတ်ခရိုင်တိုင်ရင်တုံးကတာဝန်ရှိသူတို့ကရှင်းပြထားပါရယ်။စစ်မှုထမ်းတပ်သားတဲ့ချစ်ကိုကိုဟာဗိတ်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်တုံးရဲ့ တိုက်ရင်မှု LG ကကြိုးစိုးလက်ခံခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလွှဲပြောင်းလက်ခံရယူခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းတပ်သားတဲ့ချစ်ကိုကိုကောင်းမွန်စွာစောင့်ရှောက်ထားပြီးတော့လက်နက်နဲ့အတူတကွရောက်ရှိလာတဲ့အတွက်စုချင်းငွေများချင်းမြဲပေးနိုင်ရန်ဆက်လက်ပြီးတော့ဆောင်ရွက်နေတယ်လို့သိရပါဗျ။တနင်္သာရီမြို့နယ်ထုံခါမောတောင်လမ်းကိုအင်အား300ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကစစ်ကြောင်းထိုးလာတဲ့အတွက် ော်လိုင်းမဟာမိတ်တပ်ပေါင်းစုများနဲ့တိန်ခွန်ကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားနေတာဟာငားလာကန်ကြာမြင့်နေပြီဖြစ်ပြီးတော့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများများခဲ့ပြီးတဲ့နောက်တော်လိုင်းတပ်များထံအလင်းဝင်ရောက်လာသူများလည်းများပြားလာတယ်လို့သိရပါဗျ။စစ်တပ်ကစစ်ကြောင်းက103တပ်ရဲမှုမှရှေ့တန်းကိုထွက်ပြေးသွားခဲ့ပြီးတော့ဗိခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်တက်ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။အခုလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတအုပ်ကိုလည်းဗိခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်နှစ်က ပြည်ထောင်စုလမ်းမှာလုံခြုံရေးဆောင်ရွက်နေတဲ့အချိန်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တနင်္သာရီတိုင်းစစ်ဌာနအောက်မှာရှိတဲ့တိုက်ရင်တပ်ဖွဲ့များထံကို AB လနဲ့မေလာအတွင်းမှာအလင်းဝင်ရောက်လာခဲ့သူစစ်ကောင်စီတပ်သားစုစုပေါင်း14ဦးရှိခဲ့ပြီးတော့လက်နက်နဲ့အလင်းဝင်ရောက်လာသူများကိုလည်းချီးမြှင့်ငွေများပေးအပ်လျက်ရှိတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားများအနေနဲ့အချိန်မရွေးလာရောက်ပြီးတော့ပြည်သူနဲ့အတူပူးပေါင်းကြရန်တိုက်ရင်များကဖိတ်ခေါ်ထားပါတယ်လို့ People's Defense Force ဘေးကရန်တိုင်ရင်တုံးကဖိတ်ခေါ်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ